ပိုးဝင်နေတယ်ပိုးဝင်လို့ပိုးဝင်မှလည်းမသိဘူးဒါကจุတင်းမီလက္ခဏာပြတဲ့တာမျိုးမရှိဘူးနောင်တော့မှအခြေအနေကတော်တော်ဆူဆူဝါးဝါးကိုရောက်သွားမယ်ပိုးဝင်နေပိုးဝင်တဲ့ကိစ္စကမဟန်ထားနိုင်ဘူးတဖြည်းဖြည်းနဲ့ဘလို့ဖြစ်သွားမလဲဒီပိုးဝင်တဲ့ကိစ္စကိုကောင်းမွန်ဆုံးဟန်ထားနိုင်တာမျိုးစောစောစီစီသိတာမျိုးကုသတာမျိုးခံယူတာမျိုးမရှိတဲ့အခါ तू ကပြည်တယ်မယ်ပြည်တယ်ပြီးတော့ तू ကအယိုးကိုထိသွားမယ်ပေါ့ဗျာပြောရအောင်အဲ့လိုအခြေမျိုးကြောင့်မှသိကြရတာများတယ် ဆိုတော့အဲ့လိုအခြေအနေမျိုးရောက်တဲ့အခါကျတော့ amputation လို့ခေါ်တဲ့ဖျက်ရတောက်ရတဲ့ကိစ္စရဲ့ဒါမျိုးလေးတွေဖြစ်လာတတ်တာပေါ့နော်ဆိုကြည့်လိုက်ပါတော်တော်များများသောခြေတော်ကျမ်းမိုင်းနဲ့ပတ်သက်လို့သို့သောဝါးဝါပေါ့နော်မကောင်းဖြစ်နေကြတဲ့လူနာတွေမှာခြေချောင်းလေးတွေအစ်စ်ကလေးတွေဖျက်ထားတတ်တယ်ဒီမှာကြည့်ပါဥမာပုံလေးနေနေပေါ့နော်ဒါကြုံလို့ပြောပြတာပါကြောက်စရာလန့်စရာတော့လည်းမဟုတ်ဘူးပေါ့လေကိုကခြေတော်နဲ့ပတ်သက်တဲ့ပြဿနာဖြစ်လာရင်ဒီလိုပြဿနာမျိုးလေးတွေဖြစ်တတ်တယ်ဆိုတာပါသို့တော်လည်း အများကြီးကုသမှုပိုင်းဆိုင်ရာမြင့်တက်လာတယ်ပေါ့နော်အချိန်ရင်တောင်းလာတယ်ပေါ့ဟိုအရင်တော့ကတော့ဒီလိုမဟုတ်ဘူး life saving လို့ခေါ်တယ်တွေးမလျှောက်တော့တဲ့နေရာရဲ့အပေါ်တွေးရောက်တဲ့နေရာအထိကျွန်တော်ဖြတ်တောက်ပြီးတော့ဟိုအရင်ပြီးခဲ့တဲ့အနှစ်၄50လို့ခေါ်ပါပဲအဲ့တုန်းကတော့စီဂျိုလူနာရယ်လို့အမြင်မြင်ရလဲမြင်ရခဲပါတယ်မြင်ရတဲ့စီဂျိုလူနာဆိုရင်လည်းပေါင်ရင်းလောက်ကအထိဖြတ်ထားရတာများတယ် live saving ပဲအဲ့ဒီခေတ်ကတော့အဲ့လိုမျိုးဒီနေ့တော့ link saving လို့ခေါ်တာပေါ့ဒီလို ချိုတက်နဲ့ပတ်သက်ပြီးတော့တိုင်းထွာနိုင်တဲ့စက်ကရီယာမော်နီတာလုပ်တဲ့စက်ကရီယာပစ္စည်းတွေလည်းပေါ်လာပြီဆိုတော့ကုသမှုအပိုင်းကအနေငယ်အဆင်ပြေလာတယ်လိုအပ်တဲ့အရှိကလေးတွေတော့ပဲလိုအပ်တယ်လို့ဖြုတ်ပေးတယ်ဘာလို့ဖြတ်ပေးတယ်ပေါ့ကိုကအဓိကကိုကစောစောစီးစီးတိဖို့ပဲလို့တယ်စောစီးစီးလက်ဦးဖို့ပဲလို့တယ်ဒါဆိုရင်အားလုံးအဆင်ပြေတယ်တခုခုဆိုရင်အဆင်ပြေအောင်အားလုံးလှုပ်ရှားပြလို့ရတယ်ပေါ့ကဆိုရင်ဒါကဒီ6ရောက်ကျမ်းပါရေးကြဘယ်လိုပုံစံနဲ့ဖြစ်လာလဲဆိုတဲ့အကြောင်းအရာဖြစ်နေတယ်။ကောက်ပြီဒါဆိုကျွန်တော်ဘယ်လိုကုသကြမလဲအဲ့ဒါဆိုရင် ကုသမှုပိုင်းကကျွမ်းကျင်တဲ့ဆရာတွေနဲ့တိုင်ပင်ပြီးအသေးစားကုသဖို့လိုအပ်တယ်။ဒီနေရာမှာဆရာဝန်ကတယောက်ထဲနဲ့မရတော့ဘူး။ပုံမှန်ဖီဇီရှန်နဲ့ပဲပြနေတယ်။ဖီဇီရှန်ကကိုင်လိုင်းအောက်မှာစီယိုယောဂကိုကုသနေတယ်။မှန်တယ်။သို့တော်လည်းခြေထောက်နဲ့ပတ်သက်လို့အနာထိခိုက်ရှာနာဒဇုံတရာကြီးကြီးမားမားပြည်တယ်နာဒါတွေဖြစ်လာပြီဆိုရင်တော့ဖြင့်ကောင်းမွန်တဲ့ကျွမ်းကျွမ်းကျင်ကျင် ဒီအနာကိုကင်တွယ်ဖြည့်ရှင်းနိုင်တဲ့ရှားကျင်လို့ခေါ်ပါဘောဗျာခွဲစိတ်ဆရာဝန်တူဦးလိုအပ်လာနေကြတယ်ပုံမှန်ပြတာတဲ့စီဂျိုဆရာဝန်အပြင်ခွဲစိတ်ဆရာဝန်ကောင်းကောင်းရှားထားပါအစောကတည်းကချိန်ထားပါတကယ်လို့တိတာမတိတာအာပြဿနာစုံတရားရှားဖို့အတွက်ကောင်းမွန်တဲ့ရှားကျင်မရဘူးဆိုရင်အာရောကြောက်ကိုပြောပါအာရောကြောက်မှမေးပါအရောရကတော့အချိန်မီးအမြဲတမ်းလမ်းညွန်ဖို့အစင်းရှိပါတယ်သူဒီမဟုတ်ကျွန်တော်တို့ line ပေါ်မှာဖြစ်ဆရာဆရာမကြီးညွန်ကြပြတ်တာထားတယ်ကျွန်တော်တို့ကဲတော့ကဲအခြားသော educator များပြောတဲ့ခွဲစိတ်ဆရာဝန်နဲ့ကောင်းကောင်းမွန်မွန် ဆက်တွေ့ထားပါဒါမှမဟုတ်မိမိပြတာတဲ့အဲစီဂျိုနဲ့ပတ်သက်တဲ့ဆရာဝန်နဲ့ဆက်ဆက်လက်ပြီးတော့ချိတ်ဆက်ပြီးတော့ပေါ့အဲ့ဒီခွဲစိတ်ဆရာတို့ကောင်းကောင်းနဲ့ကျွန်တော်တို့ကကြက်ကြက်မှတ်မှတ်ဒီကုသမှုကိုကျွန်တော်တို့ခံယူရမှာဖြစ်တယ်ဒီလိုမှမဟုတ်ဘူးဆိုရင်ကိုဖြစ်နေတဲ့ယောဂါခြေထောက်ကတိတိလေးပဲဖြစ်စီကြီးကြီးမားမားပဲဖြစ်စီဒဏ်ရာတစ်ခုခုခြေထောက်မှာရခဲ့ပြီဆိုရင်မပေါ်စားပါနဲ့ ချက်ချင်းအမြန်ဆုံးအတက်နိုင်ဆုံးစောစောစီစီသွားပြီးတော့ကုသမှုကိုခံယူပါတိုင်းမတော်ရေးကြည့်ပါနဲ့နောက်ကျသွားတဲ့အခါမှာဒါကပြန်ပြီးပြန်တိဆောက်ယူလို့မရဘူးအမှန်ခင်းရင်းနဲ့ကျွန်တော်နဲ့ပတ်သက်ပတ်သက်တဲ့ပြဿနာကဘာဖြစ်တက်လဲလို့ပြောရင်ဒုက္ခိတဖြစ်တက်တယ်ရှာခဲလာတဲ့လူဘဝမှာမိသားစုနဲ့ပျော်ပျော်ရွှင်ရွှင် ကိုဆောင်ရခြင်းနဲ့အကြောင်းအရာလေးတွေပေါ့နော်ဘာပဲဖြစ်ဖြစ်ပြောပြောချင်းချင်းဆောင်ရွက်ရင်းနဲ့ဘဝကိုကိုဆုံးသွားတာကအမြဲအတိပဲရှိပြီးပျော်ရွှင်ဖို့ကောင်းတယ်ဘဝရဲ့အတိပဲပေါ့နော် meaning of life လေအတိပဲရှိတယ်အဆင်ပြေတယ်ဒါမှမဟုတ်ဘဲနဲ့ဒုက္ခိတဘဝရောက်ရှိသွားမယ်လူကတခြားဆောင်းသွားမှာနော်ဘဝတသက်တာတစ်လျှောက်လုံးမှာဘေးကလူတယောက်က assist လုပ်ပြီးကိုကနေသွားတယ်ဘဝမျိုးရောက်သွားပါအမှန်တော့ကြောက်ဟုတ်ကောင်းပါတယ်ဒါကြောင့်ဖြတ်တောက်ရတဲ့ဒင်းမှာပို့ပြီးတော့ ဒုက္ခိတဘဝမျိုးရောက်သည့်အထိဖြတ်တောက်ရတဲ့ပုံစံမျိုးမဖြစ်အောင်အထူးဂရုစိုက်ဖို့အာရောကြကတော့ seriously တိုက်တွန်းပါတယ်။တခုခုဖြစ်ရင်ဆောင်းဝင်းစီကိုမြန်မြန်ဆန်ဆန်သွားပါကျွန်တော်နဲ့ပတ်သက်ပြဿနာဖြစ်ရင်ဟုတ်ပြီနော်ဒါဆိုရင်ဒါကကုသမှုအပိုင်းပေါ့ဒီလိုကုသကြရမှာဖြစ်တယ်။